ဝိပဿနာကိစ္စနဲ့ပတ်သက်လာလို့ရှိရင်ဉာဏ်သုံးမျိုးကိုတို့ချုပ်မှတ်သားဖို့လိုတယ်။သူတ္တမယဉာဏ်ဆိုတာဈာနာပြီးတော့သိတဲ့အသိပမာခြေခံတဲ့ဉာဏ်ကိုနာယူမှတ်သားတဲ့ပုံမှာခြေခံတဲ့ဉာဏ်ကိုသူတ္တမယဉာဏ်လို့ခေါ်တယ်။အဲ့တော့ဝိပဿနာလုံးလုံးမဲ့ဆိုလို့ရှိရင်ねจุတင်ပြင်းရှင်ရတဲ့လုံး လုပ်ရမလဲ ground for vipassana vipassana တီးဆောင်မဲ့ဌာနကိုရှာမယ်ကိုလုံးတဲ့ဝိပဿနာညာဘယ်ပေါ်မှာတီးဆောင်မှာအဲ့အချင်းညုပ်ပြောရရင်တော့ဒုက္ခသစ္စာပေါ်မှာတီးဆောင်ဒါလေးတော့မှတ်ထားအဘောပါဝိပဿနာဉာဏ်တိဆောက်ရမလဲဆိုရင် ဒုက္ခသစ္စာအဲ့ဒီဒုက္ခသစ္စာကိုထัจချဲ့ပြီးတော့ပြောမှဆိုရင်ယုတ်နဲ့နာယုတ်နဲ့နှစ်ခုပေါ်မှာတိဆောင်အဲ့တော့ဒုက္ခသစ္စာဆိုတာလေယုတ်နဲ့ကိုပဲခေါ်တာပဲယုတ်နဲ့ကိုဒုက္ခသစ္စာတစ်ခေါက်နဲ့ပြောရင်ဒုက္ခသစ္စာသစ္စာလေးပါနဲ့ဆိုရင်ဒုက္ခသစ္စာပေါ့အဲ့တော့ဝိပဿနာရှုတယ်ဆိုဒုက္ခသစ္စာပေါ့ Rodok kata sahu nale au. mata bodo ade. Rodok kata sahsa ale. Pede hari kena ku mambedui macam apa? Tudah bayar yang lu korale. Tiu tarik pomat pide nyang tudah bayar yang lu korale. Tak အဲ့ဒီသူတမယညံပေါ်မှာခြေခံပြီးတော့ဗာဘာဝတမယတုတ်တယ်အောင်လေ့ကျင့်အောင်ပါဖြစ်သူတမယနဲ့ခင်းပြီးတော့ဖြစ်တဲ့ညံဆိုရှိမှာမရှိဘူးသာဝကမတမယရှင်သာရိပုတ္တရာတို့ကစာအာလောသူတမယညံပေါ်မှာခြေခံကြားဘူးရမယ်သိယူရမယ်ဘလောက်ပညာထက်ထက်မကြားဘူးမသိယူရတယ်ဘလောက်လို့များ